ဒီတယောက်မေးထားတာကသူကအမ်ပါတော့တယ်ဘရိတ်ကတော့သွားတာ HD2 ကဒါခုနပြောတယ်စီးပြုတ်သမားတွေလောရမယ့်အချက်၄ချက်ပဲအငံမစားတဲ့အစီမစားတဲ့ထမင်းရှော့စားလမ်းလျှောက်ပါဒါပုံမှန်၄ချက်လောရမယ့်စီးပြုတ်သမားဆရာဝန်ဘက်ကအမ်ပါပေးရမယ် LCD2 ဒါဝင်ခုနောက်ပိုင်းပေါ်နေတဲ့ GP1 စားစစ်တွေလည်းထိုးစစ်လာတယ်မင်းအဲ့ဒါတခုခုပေးရမယ်လို့ကဆရာဝန်လို့အဲ့တော့ဆရာဝန်ကအဲ့နှမျိုးတွေကတခုခုတော့ပအောင်ပေးတဲ့နယ်စီးပြုတ်သမားတွေကို type 2 diabetes ကိုပြောတာနော် တိုင်ဝမ်ကတော့သူအင်ဆူလင်ထိုးပေါ့ကွာအဲ့တော့ type 2သမားတွေကများတယ်လေနော်အဲ့တော့ type 2 diabetes သမားမှာအမ်ပါတို့ဒီဓာပါတို့ကန်နာတို့ပေါ့နော်အဲ့ဒါတွေကဘေးကိုပေးရမယ်ဒါပေမဲ့ချို့နေရ condition ချို့ပဲမပေးရဘူးပေးရမယ်ထဲမှာဒီကောင်ကြီးက mass ပါနော်ဒါပေမဲ့အဲ့ဒါမပေးရင်လည်း HGD GLP-1 ပေးပေါ့ကွာဒီမှာလူတိုင်းထိုးစေလေအခုတောက်စေလေထွက်နေပြီတရားဝင်ဟုတ်တယ်မလားတက်လေးသိန်းဆိုတော့ဒေသိန်းပတ်ချလိုက်လည်းပဲတောက်ပေါ့ကွာ အဲ့တော့ပတ်စံတန်းနိုင်ချပတ်စံမတန်းနိုင်ဆိုတာတပါတို့အန်ပါတို့အခုမြန်မာနိုင်ငံမှာတော့ထုတ်နေပြီဈေးလည်းတင့်နေတယ်ချပေါ့ကွာအဲ့တော့ तू ဘာလို့မကြတာလဲနေ့လည်ရင်စပြီးတော့ fasting ကနှစ်နိုင်စေတရား190နဲ့190ကြာဆိုးတော့မဆိုးဘူးဒါပေမဲ့လည်း180အောက်ဒီ very good ကောင်းနေပေါ့နော်အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့စိတ်ကြွသမားတွေရဲ့အကျင့်ဒီမနဲ့ဆိုရင်ဆွဲတာမနဲ့ဆိုရင်ထားတယ်စားခြင်းเนี่ยအဲအဲ့ဒါပဲမနဲ့စာဖြတ်မနဲ့စာကိုဖြတ်ဖို့ပြောတာဒီခမင်းမစားဖို့ပြောတာမဟုတ်ဘူး စကျင်နေဆိုရင်ကျုပ်နှလုံးကော်ဖီတစ်ခွက်တောက်ညလေးမှထမင်းစားဒီစေးပဲလေစားပြီးဆက်လိုက်တရားရှင်စင်မကြောက်ဘူးအမ်ပါလည်းတောက်နေရပဲဒါပေမဲ့ခုနပြောလို့ပေါ့ကျွန်တော်ပြောလေးချက်တော့မမေ့နဲ့ပေါ့နော်အငံတော့မစားနဲ့အစီမစားနဲ့ထမင်းတော့ရှော့ထမင်းတစ်နက်စားပါဖြစ်တော့ထမင်းတစ်နက်စားလည်းဘာမှမဖြစ်ဘူးတစ်နက်စားလို့ရနေပါပဲညကြတော့အသားစားပေါ့ကွာကာဗွန်ရိတ်ကိုရှော့ခိုင်းတာပေါ့အသားစားပဲစားရနေပါပဲဥစားကျွန်တော်သာစီးကြိုရှိခဲ့ရင်เนาะမနက်ကိုကျုပ်နှလုံးပါခါလီပါမုံဂျန်တစ်ချက်เนาะကော်ဖီတစ်ခွက် โอเคကျွန်တော်ဒါစီယိုရှိခဲ့ရင်ဒါအတိုင်းလုပ်မှာအဲ့ဒါစားမယ်โอเคအဲ့စားပြီးအေးဆေးပဲနေ့လေတိုက်စားတယ်မလားဆန်တယ်တော့ကော်ဖီတစ်ခွက်ထပ်ချကဲအကြမ်းမထဲနဲ့ပလိန်မဲဆိုဘာမှမထဲနဲ့လက်ဖက်စားဆုံးရွာငယ်ကော်ဖီအကြမ်းမှုန့်ကိုလက်ဖက်စားဆုံးနှစ်ဆုံးကိုထည့်မခိုင်းခွက်ကြီးနဲ့ထည့်ပြီးတော့နှက်ထားလိုက်5မိနစ်လောက်နှက်လိုက်နှက်ပြီးမှတွဲအထိုင်တော့အထိုင်တော့အဲ့ဒါနေ့လေဆက်နေမှာထမင်းစား ဓမင်းစားလည်းဓမင်းပြီပဲစားအကြော်စားမစီစမ်းမစားနဲ့လက်ဖက်တွေမစားနဲ့နှစ်ပြန်ကြော်တွေမစားနဲ့စီနဲ့ကြော်တွေမစားနဲ့စီနှစ်တိုင်းမစားနဲ့စီပြန်တွေမစားနဲ့ကွာဓမင်းဟိုဓမင်းဖြူနဲ့အရေတောက်နဲ့စားပေါ့ဥမာဟိုကြက်ကာလာသားကြက်ဘူးသီးကြက်ဟင်းကြိုးကြက်ရည်ကြိုးအဲ့ဒါဆွဲပြီးခန်းကြီးဒီပေါင်းစားအရွက်စားထမင်းတနေကိုဗမာဟင်းကောင်းကောင်းစားလိုက်ကယ်လိုရီ600 900ပဲရှိမယ်။မနေ့စာကာဘွန်ရီကဘာမှမပါဘူး။ကြက်ဦးနဲ့ကော်ဖီနဲ့ဆိုရင်200မကျော်ဘူး။နော်။နေ့လေထမင်းကိုသကုံနှက်ဆွဲလိုက်900ပဲ 900နဲ့900ပဲရှိတယ်โอเคညကိုအသားပြုတ်စားမယ်เนาะ7နာရီစမင်းစားပြီးညဘာမှမစားနဲ့เนาะဘီယာကြည့်ဘီယာပဲကိတ်ကွာเนาะသမင်းမစားနဲ့เนาะအဲ့ဆိုရင်စီကြိုလုံးဝမတက်ဘူးသမင်းကိုမစားနဲ့ညကိုဒါပဲ